MK ကြေးစားလူသက်ခိုင်းရဲ့ဂျူနီယာညီကိုနှစ်ယောက်ကကားတစ်စီးပေါ်မှာသူတို့ကုမ္ပဏီရဲ့အတင်းပြင်းတွေကိုပြောနေကြပါတယ်။စည်းကမ်းမှန်သမျှအကုန်ဖောက်ပြန်တဲ့သူတွေကချားမှတ်ထားတဲ့ကုမ္ပဏီကခွင့်ပြုထားတဲ့အလုပ်ကိုပဲလုပ်ဖို့အသက်မပြည့်မတတ်ရဘူးလို့ဘာလို့လုပ်နေရကိုကသူတို့တက်ခံပင်းစရာဖြစ်ကြောင်းညီကိုနှစ်ယောက်ကပြောနေကြတာပါ။နောက်ထပ်လဲသူတို့ရဲ့အစင်းအေးခေါင်းဆောင်ချာမင်ကျူဆိုတဲ့ကောင်လေးတော်တော်လေးမျက်မုံကျိုးနေဖြစ်ကြောင်းသူတို့လိုကုမ္ပဏီပါရှင်မဟုတ်တဲ့လူတွေကဘယ်လိုယက်တီရမှာလဲမစင်စားဘူးဘာညာနဲ့ပြောနေတာပါ။ အဲ့ဒီဂျာမင်ကြီးဆွဲကောင်စိန်ခေါ်ပြီးတော့တတ်ဖို့သွေးစွန်းထားပို့လိုက်ရရင်တော့ပွဲဖြစ်သွားတော့မှာပဲဆိုပြီးညီဖြစ်သူကပြောကနှစ်ယောက်သားကားမောင်းလာနေကြပါလေအကိုဖြစ်သူကလည်းမင်ကျူတန့်အောင်ကိုကိုကိုဂီဘိုစွန်းလို့လို့ MK ထိတ်တန်းဓာကုတ်ကောင်လို့လို့များထင်းနေရလားလို့ပြန်ပြောလိုက်ပါလေသူတို့နှစ်ယောက်ကကားစီဖြစ်နေတဲ့တယောက်ကတန့်စင်ကန်းဝင်သွားကဆိုင်ထဲမှာမတင်မရှင်ဖြစ်နေတဲ့ဝက်ဝူလဲနဲ့ထိုးခံထားတဲ့သူကိုလဲပင်းကိုနေပြီးတော့တခဲလိုက်ပါလေတန့်စင်ကန်းထွက်လာမှ MKC ကိုမင်ကျူကစောင့်နေကစီကန်းချက်တွေကိုရုတ်ပြပါလေ မင်းကွာစီကံဖောက်ပြတဲ့အကိုဖြစ်သူကိုအပြင်မှာတတ်ခဲ့ဖို့ပြောလိုက်ပြီးညီဖြစ်သူကိုခေါ်ထုတ်လာပါလေအပြင်မှာတော့မင်းကွာဓာခုတ်ကောင်ဆောင်ခိုင်းထားပါလေဓာခုတ်ကောင်ဆိုတဲ့သူကတော့ညီဖြစ်သူကိုသူ့ရဲ့လက်ဆွဲတော်တကောက်ဒဇင်နှစ်လက်နဲ့ခုတ်သက်ကအပြစ်ဒဏ်ချမှတ်ပေးလိုက်ပါလေကိစ္စပြီးတဲ့အခါမှာတော့မင်းကွာတန်ရှင်းနှစ်ယောက်ပို့လိုက်ဖို့နဲ့ဓာခုတ်ကောင်လက်ချက်ပြစ်တာကြောင့်အနေငယ်ညစ်ပတ်မှာဖြစ်ကြောင်းပြောကဖုံးချလိုက်ပါလေဓာခုတ်ကောင်ကသူ့ရဲ့ခွန်နှစ်တက်တန်းစာချုပ်ကိုပယ်ဖျက်ပေးဖို့ပြောတော့မင်းကွာယူကြည်အောင်ဆောင်လိုက်ပြီးတော့ ရလာမယ်ခွင့်ရမှာပျော်ပျော်နေဖို့မှာကြားကပြန်သွားတာကြောင့်လမ်းခေါ်ပြီးတော့သွေးစွန်းနေတဲ့ဒဇင်ကိုလဲပေးမှတင်ထားပါလေမိကူကဓာကုတ်ကောင်ရဲ့စိန်ခေါ်မှုကိုလက်ခံပြီးတော့ဓာအောင်ယူလိုက်ချိန်မှာဓာကုတ်ကောင်ကနောက်လာပါကိုကြီးကလည်းဘာညာနဲ့ပြန်ရှော့ချကပေးရကလေးသွားနာလိုက်အောင်ပဲဆိုပြီးတော့ပြန်လှည့်သွားပါလေကားမရောက်တော့ဓာကုတ်ကောင်ကသူတို့အနေနဲ့အသက်နဲ့ရင်းထားတာဖြစ်ကြောင်းပြောတာကြောင့်မိကူကကားကိုရက်ပြီးတော့နိုင်ကပြန်လာအကုန်တိုးပေးမယ်စာချုပ်ပြန်ချုပ်ပေးဖို့ဂရီပေးလိုက်ပါလေဓာကုတ်ကောင်နိုင်ကပြန်လာချိန်မှာတစုံတယောက်ကဖုန်းဆက်ပြီးတော့ မင်းကူအသက်ခံလိုက်ပြီဖြစ်တာကြောင့်ကိုချရောက်ဖို့ကိုရက်တော့ဖို့ဖုန်းနဲ့တရီလန်းပေးပါလေအချင်းရုံကန်းတစ်ခုထဲမှာတော့ MK ဂိုင်းဝင်တယောက်ဖြစ်တဲ့ရှင်းချေကြီးကသူတို့လောက်ကလူသားစီးရင်ဖောင်တစ်ခုကိုလုပ်ငန်းရှင်တယောက်စီကိုချပြလိုက်ပါလေလုပ်ငန်းရှင်ကထိတ်လန့်သွားပြီးတော့နောက်ကိုတလန်းဆုပ်လိုက်ပြီမဲ့နောက်ကျသွားပြီဖြစ်ကဂျေရဲ့စတီးချိုးနဲ့လယ်ဘေးကိုညှက်တက်ခံလိုက်ရပါလေဒါကုတ်ကောင်ကတော့ MK ကုမ္ပဏီရနာမှုကြောင့်လေစိမ့်မှာသူ့ကိုလက်တွဲဖို့လာကြိုကြတဲ့တခြားကုမ္ပဏီကလူတွေကြားမှာပြားများနေပါလေကုမ္ပဏီတထေးဘယ်စုကရုံးငန်းမှာဟင်းတွေချက်ပြုတ်နေပြီး ဂျေကပြောင်းလာကစပွဲဘွားရုံးကန်းနေရာဖဲခိုင်းထားတဲ့စာအုပ်ကိုကောက်ဖွင့်ဖတ်ကြည့်နေပါလေ။တရေပဲစုကသူကိုယ်တိုင်ထွက်ပြီးတော့အလုံးလုံးရတော့မယ်အခြေအနေဖြစ်နေကြောင်းညီးတွားတဲ့ကဂျေကဒီကိစ္စကိုသူ့ရဲ့တာဝန်ထားဖို့နဲ့သူ့အတွက်ဈေးကြီးတဲ့အလုပ်ကလေးကိုသာရှာပေးဖို့နားချပါလေ။ဒါကိုကောင်လည်းလေစိတ်ကဝိုင်းဆွဲကြသူတွေလက်ကနေမော်ဂျီပန်းကြီးထွက်ပြေးနေရုံးကန်းကိုပြန်ရောက်လာပါလေ။ဒါကိုကောင်ဓာတ်လီကအမြဲပြတ်နေကြောင်းညီးတွားနေလေစိတ်ကလူတွေဝိုင်းပြီးတော့ဆွဲတာကြောင့်စိုးပြတ်နေတဲ့သူ့ကိုပြူးကြည့်နေတဲ့ဂျေတို့နှစ်ယောက်ကိုဥရောပမှာ ခေစားနေစတိုင်ဆိုပြီးတော့ ID ထုတ်ပြပါတယ်။ဒါကောကရောက်ချင်းမှာပဲတထေးဘဲစူးစီမှာပစ္စည်းတွေအပ်ခဲ့ပြီးတော့ဂျေးကိုခေါ်ဆောင်ကပြန်ထွက်သွားကြပါတယ်။ဂျေးကဂျူနီယာတွေနဲ့ပါတီမှာပျော်နေအောင်ဒါကောကောင်လှမ်းရှိုးပြီးတော့ပြုံးပြုံးဖြစ်နေပါတယ်။ဂျူနီယာတွေက MK ပြတ်သွားပြီဖြစ်တာကြောင့် MK ရဲ့နေရာမှာနေရာရဖို့စူးစားနေတဲ့ဂျေးကိုစားနှောက်နေတာပါ။ဇဝဲမှာတော့ဂျေးသားမဝင်လာရင်နောက်တစ်ခါယာရူတိုးပေးမဲ့သူကသူတို့တွေကတယောက်ဖြစ်နိုင်ကြောင်းဒုံယောင်းကပြောနေတာကြောင့်ဒါကောကောင်ကထိတ်ကိုတစ်ဖက်ဖက်ရိုက်လိုက်ပါတယ်။ ဂျိတ်ကရောက်လာပြီးတော့သူများတကခေါင်းမှာဘုံရှိတယ်ထင်နေရလားလို့ဆိုကဓာကိုကောင်တားလိုက်ပါလေဒုံအောင်ကစူမင်းကိုလက်တိုးလိုက်တော့မှစူမင်းကသူ့အဖွဲဟာဓာကိုကောင်ခီးထွက်နေတော့မှကိုပိုင်ကုမ္ပဏီထောင်မှုအတွက်ညှိနှိုင်းထားကြောင်းပြောလိုက်ပါလေအားလုံးကလည်းဓာကိုကောင်အားကိုးပြီးတော့ကုမ္ပဏီထောင်မှုမဖြစ်နိုင်စရာအကြောင်းမရှိတော့ဝိုင်းပြီးတော့မလိုက်ကြပါလေဓာကိုကောင်လည်းဖြစ်နိုင်တာတတ်တတ်စဉ်းစားကြရတဲ့တတ်တတ်ရှိသေးကြောင်းပြောလိုက်တော့ဒုံအောင်ကကောင်းပြူတွေဘွားပြက်နေချိန်မှာဒါမှအခွင့်အရေးပဲဖြစ်ကြောင်းကိုအကြံပေးပါလေပွန်ပါလေလူသက်ကျွမ်းတာနဲ့ကုမ္ပဏီကိုဥဆောင်နိုင်တာကမတူတဲ့အကြောင်း ဂျေးကြီးလိုသူတို့ပေါ်ညာတာတဲ့သူကသာခေါင်းဆောင်ဖြစ်တဲ့ကြောင်းပြောလိုက်ပါတယ်။ဒါကောကောင်သူ့အနေနဲ့ဂျေးကြီးကိုတခြားလုံးတာဝန်ယူလာတာဖြစ်ကြောင်းပြောတော့ဂျေးကြီးကပြုံးနေရကတီးသွားပြီးသူ့ကိုဘာတွေတာဝန်ယူခဲ့တာလဲဆိုပြီးတော့ပြန်မေးပါတယ်။ဂျေးကြီးကသူ့ကိုဒီလောက်ရအောင်တော့ပြောပေးဘူးလို့လားလို့မေးနေချိန်မှာစုမင်းကပန်းရှင်ကြီး RS ဂျေးကြီးကိုဘယ်သူကတာဝန်ယူရဲမှာလဲဆိုပြီးတော့ဝင်ပြီးတော့ဖောက်ပါတယ်။ဒါကောကောင်ဂျေးကြီးကို RG ဖြစ်နေမှန်းသူကအခုမှပဲသိရတာပဲဆိုကအန်အောနေတာပါ။ဒါကောကောင်ဟန်တော်မဆောင်နိုင်တော့ဘဲနဲ့တန်းစင်ကမ်းမဲ့ရှောင်ထွက်ကတယောက်တည်းသွားမုံနေလိုက်ပါတယ်။ ဓာကွန်ကောင်ကုမ္ပဏီထောင်သားမလွယ်ကူလားအကြောင်းနဲ့ဂျေအီကလည်းကြွမ်းကျင်မှုမရှိသေးတာကြောင့်သူကစောင့်ရှောက်လာတာဖြစ်ကြောင်းထပ်ပြောတဲ့အခါဂျေအီကပို့ပြီးတော့ဖူးထစ်သွားပါလေ။ဒုံယောင်တို့ကသူတို့မှလည်းအရေးချင်းမရှိတာကြောင့်စောင့်ရှောက်ပေးပါဆိုပြီးတော့လှမ်းပြီးတော့နောက်ပါလေ။ဂျေအီကအရေးချင်းမရှိဘူးလို့ပြောခံလာကြောင်းပေါက်ကွဲကအတူတူနဲ့အနူနူဘူဘူးချင်းလာမတိတ်ချင်းနဲ့တိတ်ချင်းဝင်းတော့စေးစားလို့ဓာကွန်ကောင်ပြောလိုက်ပါလေ။ဓာကွန်ကောင်လည်းအချိန်တိုင်းမှာသူကကိုယ်ပဲအမြဲတမ်းဖြစ်နေတာကြောင့်ခုံးနှင်းလောင်းနဲ့လာရှိမနေနဲ့ဆိုပြီးတော့ပြောလိုက်တဲ့အတွက် သူတို့နှောင်ရှင်းပြိုင်နေရလူခဲ့စင်ကနိုင်သွားလို့ထင်နေလားလို့ဂျေအီကပြန်မေးပါလေဂျေအီနဲ့ဓာခုကောင်တို့နှောင်ကငယ်စဉ်ကတည်းက MK ခိုင်းသားတွေဖြစ်ကြပြီးအလွန်ချစ်ခင်ကြတဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြကဂျေအီကအသာစီးရနေခဲ့တာပါဒါပေမဲ့ MK လူကြီးတွေကဓာခုကောင်ကိုစီနီယာဖြစ်နေရွေးချယ်ခဲ့တာကြောင့်ဂျေအီက MK ကနေထွက်သွားခဲ့ပြီးတထေးဘဲဆူနဲ့လက်တွဲနေခဲ့တာပဲဖြစ်ပါတယ်ဓာခုကောင်ဂျေအီကိုစဲချင်းရှင်းပြရမှာ၈ချိန်တိတိရှုံးနေခဲ့ဘူးပေမဲ့ဂျေအီကသူ့ကိုဆွဲထုတ်လိုက်တိုင်းဓာခုကောင်ကသဘောကျနေခဲ့တာကိုအမြဲတမ်းပြန်တွေးနေမိတာပဲဖြစ်ပါတယ် ဓာကုတ်ကောင် MK ပျက်စီးသွားတာထက် JE ရဲ့ရည်စားကြောင်ဆက်စုနေရကြောင်ဒေါသထွက်နေပါလေ။အဲဒီမှာ MK ရဲ့ယင်းဒီမြုံနယ်မှုတွေကလည်းနှုတ်ထွက်သွားကြပြီးနာမည်ကန်အမှုဆောင်ဒရိုက်တာတွေသာကြံတော့တာပဲဖြစ်ပါတယ်။ဓာကုတ်ကောင်ရော MK လို့ကုမ္ပဏီကဘယ်တော့မှမပြိုလဲနိုင်ကြောင်ချာမင်ဂူတေသွားပြီမယ်။ချာမင်ကြီးရှိသေးကြောင်ညင်းဆန်ပါလေ။ JE ကချာမင်ကြီးလည်းမရှိတော့ပါပဲနဲ့လက်ရှိ MK ကစီနီယာဒိုးကွယ်လက်ထဲမှာရှိနေကြောင်ပြောလာပါလေ။ JE ကသူ့ရဲ့လူငယ်တွေနဲ့လက်တွဲဖို့စုံလူငယ်တယောက်လိုအပ်ကြောင်ပြောလိုက်ပါလေ။ ဒါကုတ်ကောင်နောက်နေ့မှာအဖိုးကြီးဒိုးကိုရဲ့ပါတီမှာ game program မှာ badminton နဲ့တွေ့ခဲ့ရပြီးတော့သူကပြိသက်ပါလို့ဆိုလိုက်ကလိမ့်စာကတ်ကိုပေးသွားပါလိမ့်။ဒါကုတ်ကောင်အဖိုးကြီးဒိုးကိုလမ်းခေါ်လိုက်ပြီးတော့သူလည်းဆက်သွဲဖို့မအားတာဖြစ်ကြောင်းနဲ့ဘာကြောင့်သူ့ကိုပစ်ထားတယ်လို့မေးလိုက်ချိန်မှာဒိုးကအမြန်ရောက်လာပြီးဆွဲဖက်လိုက်တဲ့အခါမှာဒါကုတ်ကောင်လန့်သွားပါလိမ့်။တရင်းနဲ့ဂျေးတို့၄ယောက်ကအစာစားကြရင်နဲ့ဒါကုတ်ကောင်ဒိုးကိုသွားတွေးခဲ့တဲ့အကြောင်းပြောနေကြပါလိမ့်။တော်ရောင်ကဒိုးကိုလိုဆရာတယောက်ရှိမယ်ဆိုရင်အခုလိုနေရာမှာသူကရှိနေမှာမဟုတ်ကြောင်းပြောလိုက်တဲ့အတွက်ဇူမူနဲ့စကားများကြပါလိမ့်။ ဒုကဝသူနာမည်ပေးထားတဲ့ဓာခုတ်ကောင်အင်ခေါ်သွားပြီးတော့နှစ်ယောက်သားလက်ရည်ဆန်းကနှုတ်ဆက်လိုက်ကြပါလေအသူလူဆိုင်နဲ့အသင်အစားစာတွေကနှလုံးသွေးကြောပိတ်နိုင်ကြောင်းဓာခုတ်ကောင်ဒုကိုသတိပေးတော့မန်စိတ်ဘူးတက်တဲ့သူဟာသူ့တော်တကားမှလာမတွေ့ကြောင်းဒုကဝပြောပါလေဓာခုတ်ကောင်ဒုကိုနဲ့မင်ကြီးတို့မတည့်တာကြောင်းလာမတွေ့တာဖြစ်ကြောင်းပြောလိုက်တော့ဒုကဝမင်ကြီးကိုရှုံးနေကအငိမ့်သားယူလိုက်ရပုံတွေကိုသတိရသွားပါတော့တယ်အဲတုန်းကတခြားအမှုဆောင်တွေကသွေးစွန်းဓာတ်လက်ကိုဒုကိုပေးတယ်လို့မျိုးဂျားတွေကနေခလောက်ဆန်ပြီးတော့မင်ကြီးရဲ့လက်ထဲကိုထည့်ခဲ့တာပဲဖြစ်ပါတယ် မင်ကြီးကအရာအလုံးသိပေမဲ့သူထုတ်ထားတဲ့စည်းကမ်းဖြစ်နေတာကြောင့်ဒိုးကိုအသေးမသက်ပဲအငိမ့်စားယူခွင့်ပေးလိုက်တာပဲဖြစ်ပါလေ။ဒါကောက်ကောင်ကဒိုးကိုအငိမ့်စားယူပြီးမှဘန်ဂျမင်းလိုစီးပွားရေးသမားနဲ့အတူတူရှိနေတာက MKU ပြန်သက်သွင်းဖို့အထောက်ပံ့တော့လားဆိုပြီးတော့ဆွဆွဲပါလေ။ဒါကောက်ကောင် MKU ပြန်လဲတီထောင်မယ်ဆိုရင်သူတို့အပတ်ရဲ့လိုက်ဝေးစဉ် JU ကိုပြန်ခေါ်ဖို့ကြံပြီးတော့ဒိုးကွာသူသဘောနဲ့သူထွက်သွားခဲ့သူကိုပြန်မခေါ်ချင်မဲဖြစ်နေပါလေ။အဲတုန်းက JU ကအနိုင်ရနေပါလေရဲ့နဲ့သူ့ကိုရွေးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးမေးကြည့်လိုက်တော့ မင်ကူနဲ့ဒိုးကိုတို့လိုချင်နေတာဟာဓာခိုးကောင်သာဖြစ်နေတာကြောင့်ဆိုရာကိုသိလိုက်ရပါတယ်ဒိုးကောရဂျေးကြီးကိုပြန်ပြီးတော့လက်ခံဖို့မစင်စားခဲ့ပါဘူးဓာခွန်ကောင်ဘက်ဂျမင်းရဲ့လိမ့်စာကတ်ကိုလွတ်ပြစ်ထားကနေပြန်လဲကောက်ယူပြီးဂျေးကြီးရှိရာကိုထွက်လာလိုက်ပါတယ်ဂျေးကဓာကြီးလေးကျင့်နေပြီးတော့ဓာခိုးကောင်လည်းဝင်ရောက်လေးကျင့်နေနေဂျေးကကြည့်ပြီးတော့မခိုးတိုးပြုံးလိုက်ပါတယ်ဒိုးကော MKR ဂျေးအတွက်အလားလာမရှိမှန်းတီးသွားတာကြောင့်ကုမ္ပဏီထောင်မှုကိစ္စကိုအားပေးလာကဘက်ဂျမင်းရဲ့လိမ့်စာကတ်ကိုပေးလိုက်ပါတယ် ဂျေကလည်းရုတ်တရက်ပြောင်းလဲသွားကကုမ္ပဏီထောင်မှုပြောလာတဲ့ဓာတ်ခုတ်ကောင်အန်အောနေတာပါဓာတ်ခုတ်ကောင်ဂျေကြီးမှာအရေးချင်းရောအသိဉာဏ်မှရှိနေပေမဲ့အရေးချင်းသာရှိတဲ့ကလေးတွေရဲ့စားဝတ်နေအတွက်သာဖြစ်ကြောင်းလှီးလွှဲပြောလိုက်ပါတယ်စိတ်ကောင်းရှိပြီးဂျေကြီးကိုခဏခိုးလုံခွင့်ပေးထားတဲ့တထေးဘတ်စုကလည်းဂျေကြီးကဒဇင်ထောင်ကျင်တဲ့ကိစ္စကိုနားလည်ပေးလိုက်ပါတယ်အင်အောင်ထက်မှာတော့ဇူမင်းကဓာတ်ခုတ်ကောင်ကိုဘီကအေကိုကြိုက်တာသိပါလေရဲ့ဘာလို့ပြန်မကြိုက်လဲလို့မေးပါတယ်ဇူမင်းကပဲဆက်လက်ပြီးတော့ဘီကအေကိုယောက်ျားလေးလို့မမြင်တာကြောင့်ဖြစ်ကြောင်းသူ့ဟာသူပဲပြန်ဖြေသွားခဲ့ပါတယ် ဒါကောက်ကောင်စုမင်းကိုထားခဲ့ပြီးတော့ဂျိတ်ကဘာကြောင့်ကြာနေရလဲဆိုတာတက်လိုက်သွားပါတယ်။ဒုံယောင်ကတော့ဘာကြောင့်သူတို့အမြဲဆော့နေတဲ့ Black High School ရဲ့ game ရဲ့ sponsor ကိုသွားတွေ့ရလဲဆိုပြီးတော့ပြောဆွေးနေတာကိုဒါကောက်ကောင်နားမလည်ပဲဖြစ်နေပါတယ်။ဒါကောက်ကောင်ဂျိတ်တို့၃ယောက်ကိုဘက်ဂျမင်းစီခေါ်သွားပြီးတော့မိတ်ဆက်ပေးလိုက်ပါတယ်။ဘက်ဂျမင်းကဂျိတ်ကိုသဘောကျနေပြီးတော့အလုပ်ကိစ္စထက်ဒါကောက်ကောင်ကောင်မလေးလားဆိုပြီးတော့ဆက်ဆုနေတာပါ။ဒါကောက်ကောင်သူတို့ကိုဂိမ်းထဲကရုပ်တွေလိုလာပြီးတော့မဆက်ဆံဘူးပြောရင်းနဲ့သူကလူသားသမားဖြစ်ကြောင်းပြောတဲ့အခါဘက်ဂျမင်းကသူက game programmer ဖြစ်ကြောင်းပြောလိုက်ပါတယ်။ အလုတ်ကိစ္စစကားပြောကြရင်လည်းစိတ်အခမ်းမသိဖြစ်ကနောက်တစ်ခါသူနဲ့တွေ့တဲ့နေ့ကသေတဲ့နေပဲဆိုပြီးတော့ဓာကုတ်ကောင်ကထားထွာသွားပါလိမ့်အားလုံးကဓာကုတ်ကောင်ရဲ့နောက်ကိုထားလိုက်သွားတဲ့အခါဘတ်ဂျမင်းကသူကသိချင်သိရှိရင်ချက်ချင်းသိရမှသာဖြစ်တာကြောင့်လို့ဂျေအီတို့ကိုပြောလိုက်ပါလိမ့်အပြင်ပြန်ထွက်လာကြချိန်မှာဓာကုတ်ကောင်ကဘတ်ဂျမင်းကိုရိုင်းဆိုင်အောင်ပြောပြီးတော့ဒေါသထွက်နေတဲ့အတွက်လူသားသမားကဘာတွေကိုရိုင်းတယ်လို့သတ်မှတ်တာလဲဆိုပြီးတော့ဂျေအီကအပြစ်တင်နေပါလိမ့်ဓာကုတ်ကောင်ကစော်ကားနေသူစီမှာအလုံးမလုံးချင်းချောင်းပြောတော့ဂျေအီနဲ့အားလုံးကလုံးချင်းချောင်းကိုပြောကဒုံရောင်းနဲ့ဓာကုတ်ကောင်စကားများကြပါတော့တယ် ဒေါ်ယောင်ကဓာခုတ်ကောင်ဂျေးကိုတဝင်းတိုးပြီးတော့အလုံးကိစ္စပြရတော့မသိကြဘူးလားလို့တခြားသူတွေကမေးတာဒေါသထွက်နေတာပါဒေါ်ယောင်ကပြောစရာရှိတဲ့လူကလည်းပြောဂျန်နဲ့တယောက်ကလည်းပြက်တသားပြန်ကြိုက်ဖို့ပြောကဘာမှမဟုတ်တာနဲ့အလုံးတွေပြရအောင်ပြောပြီးတော့စိတ်ဆိုးသွားပါလေညောင်းတော့ဓာခုတ်ကောင်ဟုတ်လာပြီဆိုပြီးတော့ပတ်စံတစ်ထပ်ကိုထုတ်ပြီးတော့ဂျေးက MK မှာနှိကြကြီးလှုပ်လာပြီးမှဒါတော့ပဲစုမိရသလားဟိုတယ်မှာတဲ့ brand တွေဝစ်ပြီးတော့ကားကောင်းစားစီးတဲ့ကောင်ရဲ့ဆိုတော့ထူရိုက်ပါတော့တယ်။ဂျိတ်ကတကယ်ပဲသူ့ကိုတဝင်းတူနေလားလို့မေးတော့ဓာခုတ်ကောင်က သူဟာ MK ကထိတ်တန်းဓာတ်ကုတ်ကောင်ဖြစ်တာကြောင့်ဘက်စမင်းလိုလူစီမာအလုံးမလုံးချင်းကြောင့်ညှင်းဆန်လိုက်တာဖြစ်ကြောင်းလှီးလွဲပြောပြန်ပါတယ်။နောက်ထပ်လဲသူနေထိုင်နေသူဟာကိုပိုင်ကုမ္ပဏီထူထောင်မှသာတင့်တော်မှာဖြစ်ကြောင်းပြောလာပါတယ်။ဂျေကသူကကူညီပေးတာမဟုတ်ကြောင်းနဲ့ညီလူညီမလှုပ်ကြမှာဖြစ်ကြောင်းပြောလိုက်သလိုဓာတ်ကုတ်ကောင်နဲ့ MK ရဲ့ဖောက်တဲ့ဟောင်းတွေကိုပြန်ဆက်သွယ်ပေးမှာဖြစ်ကြောင်းပြောလိုက်ပြီးကုမ္ပဏီထောင်ချဖို့သဘောတူလိုက်ပါတော့တယ်။သူတို့ဖွဲ့မှာဓာတ်ကုတ်ကောင်ဦးစီးပြီးတော့ဂျေဇူမင်းနဲ့ဘုံပါတို့ပါဝင်ပြီးဒုံယောင်ကတော့ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ ိုင်မှာလဲဒါကုတ်ကောင်အေးစင်းရှိတဲ့လုပ်ငန်းကိုယူပြီးတော့ BCD တွေကိုတော့တခြားသူတွေကိုခွဲဝေပေးလိုက်ပါတယ်။နောက်နေ့ကစပြီးတော့သူတို့အဖွဲ့ကဖိုင်တွဲပေါင်းများစွာဖြေရှင်းပြီးလူပေါင်းများစွာကိုလည်းတတ်ဖြတ်ခဲ့ကာလုပ်ငန်းကအတော်လေးကိုအောင်မြင်လာခဲ့ပါတယ်။ဒါကုတ်ကောင်ဒိုးကိုစီသွားပြီးတော့ MK ကမလုံနိုင်တော့တဲ့အလုပ်ကလေးပါလေးများရှိမလားဆိုပြီးတော့သွားရောက်တောင်းယူပါတယ်။ဒိုးကလည်းသူတို့ရဲ့ MK ကရိုင်းနေနေဖြစ်နေပြီးတော့အလုပ်လက်မဲ့ဦးရီကလည်းဒိုးလာကနောက်နေ့မကူးခင်ဖိုင်တွဲတွေအားလုံးကိုရှင်းပြမှာဖြစ်ကြောင်းပြောပါတယ်။ဒါကုတ်ကောင်လည်းသူတို့နဲ့ပြန်လဲပူးပေါင်းဖို့ခေါ်ယူနေပါတယ်။ ောက်ပိုင်းဒီမှာ MK နဲ့အပြိုင်ဖြစ်နေတာကြောင့်အလုပ်တွေရှားပါးလာပြီးတော့စုမင်းရဲ့လက်ခံထားတဲ့အလုပ်တွေလည်းပြတ်သွားပါလိမ့်။ဘုံမှာဒုံအောင်နဲ့လိုက်သွားခဲ့ရမှာဖြစ်ကြောင်းနောက်နာရနေသလိုဂျေကြီးကအလုပ်ထွက်စားဖို့အပြင်ထွက်ခံဒီမှာဓာခုတ်ကောင်ပြန်ရောက်လာပါလိမ့်။ဓာခုတ်ကောင်ဂျေကြီးကိုအလုပ်တစ်ခုပေးပြီးတော့တခြားသူတယောက်ကမတိမတက်လုံသွားတာကြောင့်ဒီနေ့ပဲအပြတ်ရှင်းရမှာဖြစ်ကြောင်းပြောကတောင်းဝင်ပေးလာပါလိမ့်။ဂျေကြီးကဘုံမှာနဲ့စုမင်းစီကိုသူ့ရဲ့အလုပ်ကိုလွှဲပြောင်းပေးနေတဲ့အတွက်ဓာခုတ်ကောင်ကတားဆီးနေပါလိမ့်။ဂျေကြီးကတော့ဓာခုတ်ကောင်ကိုခေါ်ထုတ်လာပြီးတော့ ကုမ္ပဏီတစ်ခုလေပတ်ဖို့ကအားလုံးကိုဒန်းလူခွင့်ပေးရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒါကောကောင်လည်းသူကကလေးတွေကိုလာဆောင်ပေးပဲအငတ်ထားနေလို့လားလို့ဆိုပြီးဇကားတွေများကြပါတော့တယ်။ဒါကောကောင်ကလှုပ်တွေကိုတယောက်တည်းတွန်းလှုပ်နေပြီးတော့လာဆောင်တော့ပုံမှန်ပေးထားပဲဖြစ်ပါတယ်။ဂျေကြီးကတော့မှထိတ်တန်းလူသတ်မှုအေးအဆင့်ကိုတခါမှမပေးဘူးပါဘူး။ဒါကောကောင်ကသူ့အနေနဲ့စိတ်မချလို့ဖြစ်ကြောင်းပြောကာအစာပိုင်းမှာတစ်ခုခုလွဲချော်သွားမယ်ဆိုရင်ကုမ္ပဏီပြည့်စည်သွားနိုင်တာကြောင့်ဖြစ်တယ်လို့အကြောင်းပြလိုက်ပါတယ်။ဒါကောကောင်ဆိုရလဲ MK ဘက်ကယုံကြည်ပြီးတော့ အလုတ်တွေအနန္တာကြောင့်ဖြစ်တည်လာတာကိုဂျေအီကဥပမာပေးပြီးတော့ပြောလိုက်ပါတယ်။ဂျေအီကဓာတ်ကိုကောင်တကူတဲ့တော်တယ်ထင်နေတဲ့ကောင်တခြားသူတွေကိုသူ့ခြေဘွားအောက်ကလူတွေလို့သဘောထားလာလားလို့မေးလိုက်ပါတယ်။ဓာတ်ကိုကောင်လည်းနောက်အလုတ်တွေကိုဂျေအီစီအကုန်အပ်မှာဖြစ်ကြောင်းပြောလိုက်ကတောင်းပန်နေတဲ့ပြဿနာတွေထပ်တက်ကြပြန်ပါတော့တယ်။ဓာတ်ကိုကောင်သူ့ထက်ပိုတောင်းလုပ်ပြီးတော့ခေါင်းဆောင်နေရာကိုယူဖို့စိန်ခေါ်လိုက်ပါတယ်။ဂျေအီကဓာတ်ကိုကောင်ပေးတဲ့အလုတ်ကိုအောင်မြောင်လုပ်ပြီးတော့ကုမ္ပဏီကိုမပြန်ပဲအင်ကိုတန်းပြန်တော့မှဖြစ်ကြောင်းတင်ပြလာချိန်မှာဓာတ်ကိုကောင်ဒိုးကုန်နဲ့အတူတူရှိနေတာပဲဖြစ်ပါတယ်။ ဂျေးရဲ့အိမ်ပြန်လမ်းမှာမျက်နှာဖုံးဝင်းတဲ့လူတစုကနောက်ခံလိုက်လာနေတာကြောင့်ဂျေးကနင်တို့ကဘသူတွေလဲဆိုပြီးတော့သူတို့ထွက်မပြေးဖို့ပြောကာစတင်တိုက်ခိုက်ပါတော့တယ်ဒုကဓာခုတ်ကောင်ဂျေးနဲ့ပတ်သက်တာတွေပြောပြနေပြီးကိုဗီနာမှာကိုထက်တော်တဲ့လူတယောက်ရှိနေတာကဂျိန်စာတခုဖြစ်သွားနိုင်ကြောင်းသတိပေးပါတယ်အဲတုန်းကဂျေးကသူ့ကိုဘာကြောင့်မရွေးလဲဆိုတာကိုဒုကစီမှလိုက်မေးခဲ့ပါသေးတယ်ဒုကဂျေးကနောက်ဆုံးမှနိုင်ရပြီမဲ့ပြိုင်ပွဲမှာဓာအစ်သုံးမိမယ်ဆိုရင်ပြိုင်ပွဲဆကလေးကတေးပြီးသားဖြစ်တာကြောင့်ဆိုပြီးတော့အကြောင်းပြလိုက်ပါတယ် မင်းကူလဲဂျေကြီးကဓာကုတ်ကောင်ကိုဘယ်နေရာမှာမှမကြော်နိုင်ကြောင်းမှတ်ချက်ချခဲ့တဲ့အကြောင်းကိုလည်းပြောပါရယ်ဂျေကြီးကဓာကုတ်ကောင်ကိုဓာအစင်းနဲ့တိုက်ဖို့တောင်းဆိုနေရကြောင်းဒိုကိုကထွက်သွားဖို့နင်ထုတ်လိုက်ပါရယ်ဂျေကြီးကလည်းလုံးဝမကြော်နိုင်ဘူးဆိုတာကမင်းကူကပြောပြီးတော့ဒိုကိုကထောက်ခံတာပဲလို့ဆိုကသူ့ကိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းဒိုကိုကပြောပြနေပါရယ်ဒီဘက်မှာဂျေကြီးကအထိနာသွားပြီးတော့ဓာကုတ်ကောင်နဲ့ဝေးဝေးနေဖို့ဒိုကိုကမှားလိုက်ပါရယ်တကယ်တမ်းမှာတော့သူကိုယ်တိုင်ကလည်းမင်းကူရဲ့ဘေးကနေထွက်မသွားနိုင်ခဲ့ကြောင်းနောက်ဆုံးမှာဒိုကိုကမင်းကူကိုမတက်ချင်မဲ့တတ်လိုက်တာဖြစ်ကြောင်းဓာကုတ်ကောင်ပြောပြနေတာပါ ။ဒါမှမဟုတ်ဂျေကသူ့ရဲ့နောက်ကိုလိုက်လံတိုက်ခိုက်နေတယ်။မြတ်တဘုံစုတွေကိုပြန်ကြုံးရင်းနဲ့သူ့ကိုနောက်ဆုံးချိန်ထိအသေးတတ်နေသူကဒုံယောင်ဖြစ်နေမှန်းကိုသိလိုက်ရပါတယ်။ဒုံယောင်ကမြတ်တဘုံကိုချုပ်ပြီးတော့ဂျေကိုတောင်းပန်ခဲ့ပြီးမြဲဂျေကတော့ဒုံယောင်ကိုအဆုံးသတ်ပေးလိုက်ပါတယ်။ဒုကွာဓာခုတ်ကောင်ဂျေကမကြုံနိုင်တော့အသည်ပေးပြီးမှအနားမှာထားတဲ့အကြောင်းကိုပြောလိုက်တဲ့အခါဓာခုတ်ကောင်ကသူကသာဂျေရဲ့နားမခွာနိုင်နေတာဖြစ်ကြောင်းကိုပြောကထွက်သွားပါတော့တယ်။ဂျေကတော့ဘဲကောင်လေးဆိုကထွက်လာပြဖို့မွေးရဲမှာအိုးဟင်းနေချိန် ဘတ်ဂျမင်းကဒုံအောင်စီမှာတက်ပြလိုက်တဲ့ကင်မရာကနေတဆင့်ဂျေးကြီးကိုကြည့်နေတာပဲဖြစ်ပါတယ်။ဘတ်ဂျမင်းကတကယ်ပဲဓာခုတ်ကောင်ပူတော်နေလို့သူ့လောင်းမှာနေနေရလားလို့ဂျေးကြီးကိုလမ်းပြီးတော့မေးပါတယ်။ဘတ်ဂျမင်းကသိချင်တာရှိရင်ချက်ချင်းသိရမှသာဖြစ်ကြောင်းကိုလည်းပြောပါတယ်။ဂျေးကနောင်နေမနဲ့ရုံးငန်းကိုရောက်တော့ဂျန်တဲ့သူတွေကစောင့်မျှော်နေကြပြီးဓာခုတ်ကောင်ဘယ်လိုသွားနေရလဲဘာညာဆေးဆေးမေးမြန်းပါတယ်။ဂျေးကလည်းသူ့ဘက်ကတခုချင်းစီအစီရင်ခံနေရအောင်မလားဆိုပြီးတော့အချင်းတွေကတင်းမှလာပြန်ပါတယ်။နေကငေါအောင်မှာငါအနေပေါ်မှာနေနှောက်သားပြဿနာတွေတက်ကြရင် ခေါင်းမိုးတက်မှာဓာချင်းရှင်ခုတ်ကြတဲ့အထိအချိန်တွေကဆိုးသွားပါတော့တယ်။နောက်ဆုံးမှဂျေကြီးကနိုင်ရခဲ့ပြီးတော့ဇူမင်းနဲ့ပုံးပါဟောပါခေါဆောင်သွားရာဓာခုတ်ကောင်လေးတယောက်တည်းကြံရစ်နေပါတော့တယ်။ဂျေကြီးကဘက်ဂျမင်းစီကဂိမ်းထဲမှာဓာသွားခုတ်နေပြီးတော့ဘက်ဂျမင်းကအခုခေတ်လူတွေရဲ့နားမှာတယောက်မို့တယောက်တပ်ပြစ်ချင်နေကြတဲ့သူတွေရှိနေကြောင်းကိုပြောပါရယ်။ဇူမင်းနဲ့ပုံးပါတို့ကသူတို့ထိုင်နေကြလျှို့ဝှက်ဘားမှာထိုင်နေကြရင်းနဲ့ဂျေကြီးနဲ့ဓာခုတ်ကောင်တို့တိုက်ခိုက်နေကြပုံရိုက်ပြီးတော့လိုင်းမောင်းတင်လိုက်တဲ့ကိစ္စနဲ့စကားများကြပါရယ်။အဲနောက်ပိုင်းမှာဂျေကြီးကကြီးစားလူသက်လောကရဲ့ထိတ်သီး အမျိုးသမီးဖြစ်လာတာကြောင့်ပွန်ပါကစုမင်းကိုသူ့ရဲ့မဂျေးစီကိုလာဖို့ခေါ်နေခဲ့တာပဲဖြစ်ပါတယ်။ဂျေးကဂျေးသားလောကမှာအဆင့်တက်မှတ်လို့တော့မရတော့တာကြောင့်ဒါကုတ်ကောင်ဖန်းစားတဲ့ပုံတင်ညိုဆိုပြီးဗန်ဂျမင်းကနာမည်ပေးလိုက်ပါတယ်။ဒိုကူကတော့သူနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်အဆင့်အေရီလိုလောက်ရနိုင်မှာဖြစ်ကြောင်းဒါကုတ်ကောင်ကတိပေးပါတယ်။ဒိုကူကဂျေးရာအခုတလောမှာအလွန်ခြေလန်းနေကျဲလာပြီးတော့သူ့ကိုလွတ်ပေးထားလိုက်ရင်ဒုက္ခရောက်သွားနိုင်တဲ့အကြောင်းကိုထပ်ပြောပါတယ်။ဒိုကူကဒါကုတ်ကောင် MKC ပြန်လာဖို့ပြောတော့ ဒါခုတ်ကောင်မသိကြအောင်ဆောင်ပြီးတော့အလုတ်ကိစ္စစီအာယုံလွှဲလိုက်ပါတယ်ဒိုးကိုပြန်သွားတဲ့အခါဒါခုတ်ကောင်ကစူမင်းကိုအဆင့် D ရှိတဲ့အလုတ်တစ်ခုပေးပြီးဂျပန်ယာကူဇာကြီးတယောက်ကို10မိနစ်တွင်မတတ်နိုင်ဘူးဆိုရင်အလုတ်ကနေထုတ်ပြစ်မယ်ဆိုကတတ်ခိုင်းလိုက်ပါတယ်စူမင်းကလည်း10မိနစ်တွင်မှာပဲယာကူဇာကြီးကိုခေါင်းဖြတ်ပြစ်လိုက်ပါတယ်မကြာခင်မှာတန်ရှင်းသမားတွေရောက်လာပြီးတော့ယာကူဇာကြီးကိုတင်းစီလိုက်ကြပါတယ်နောက်နေ့မှာတော့ဂျေးစာဂိုင်းပေါင်းစုံနှစ်ပတ်လည်ဆွေးနွေးပွဲမှာဒါခုတ်ကောင်ကိုအားလုံးကဝိုင်းကြည့်နေကြတော့အဆုံးသမားဘာညာနဲ့တယောက်ကလှမ်းပြီးတော့စတော့စူမင်းကထိုးမယ်တကယ်ကဲလုံနေတာကြောင့် ဒါကောက်ကောင်ကတားထားလိုက်ရပါလိမ့်။ဂျေးရောက်လာတဲ့ခါမှာတော့အားလုံးရဲ့အောင်တွေက JEC ကိုရောက်ရှိသွားကြပါတော့တယ်။ဒါကောက်ကောင်ပုတ်တင်ညိုဆိုတာလားလို့သေချာနှုတ်ဆက်ပေမဲ့ဂျေးကတော့မသိချင်အောင်ဆောင်ပြီးတော့ပဲထွက်သွားခဲ့ပါလိမ့်။ဒုကွာတော့နာမည်ကြီး MK ခိုင်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ဆက်ခံမှုမြင်ကွင်းလေကိုထွက်လာခဲ့ပါလိမ့်။ဒုကွာစကားပြင်ခံနေချိန်မှာဂျေးကရှေးဝေးဝေးရှာရှေးမနေဖို့ပြောလိုက်ပြီးအဓိကပြောချင်တာစည်းကမ်းတွေပြတ်နေတာကြာပြီဖြစ်တာကြောင့်အခုချိန်အားစပြီးတော့စည်းကမ်းပြတ်သူတွေကိုရေးယူမယ်ဆိုတာပဲမဟုတ်လားလို့မေးပါလိမ့်။ ။ဇီကန်နေဖောင်းပြီးလို့ဒဏ်ကြီးပေးကြတဲ့ခါမှာအငယ်တွေကအလုံးစက်မလုံးရဲကြပဲအလုံးလက်မဲ့တွေများလာတာဖြစ်တဲ့အတွက်ယူရချက်ကောင်းပေမဲ့ရလက်မကောင်းဘူးဆိုရင်အချိန်ပြီးပြင်ဆင်တင်ကြောင်းကိုဂျေကြီးကအကြံပေးလိုက်တာပါ။ဒါကုတ်ကောင်တော့အစည်းအဝေးမှာမိနစ်တရာစကေလူပဲလုံးမနေဖို့ပြောလိုက်ပြီးအိမ်ပြန်ကြဖို့ပြောတာကဘယ်ဇီကန်တွေမှလိုက်မနာနိုင်ပဲပတ်ဆိုင်ရလာရင်ကလေးပါတတ်မယ်ဆိုရအစိုးကိုတင်သွင်းပြလိုက်ပါလေ။အားလုံးကမထောက်ခံပဲနေတဲ့ခါမှာဂျေကြီးကစည်းကမ်းဖောက်ပြက်သူကဘသူကအပြစ်ပေးမှလဲလို့မေးလာကဘာကြောင့် MK ကအပြစ်ပေးရမှလဲလို့မေးခွန်းထုတ်လိုက်ပြီး ။ဇီကန်တွေကိုထုတ်ပြန်ခဲ့တဲ့မင်ဂူကလည်းတေဆုံးသွားပြီဖြစ်ကြောင်းဂျေအီကထောက်ပြပြောလိုက်ပါတယ်။ဒိုးကလည်းပြစ်ပေးမဲ့နေရာအတွက်ဘိုလူးကြဖို့ပြောပြီးတော့ဂျေအီရဲ့မျက်နှာအောင်ထိုးတဲ့အခါဂျေအီကရှောင်းတိမ်ပြီးတပတ်လှဲ့ကလက်ပြန်ရိုက်လိုက်ချိန်မှာဒါကုတ်ကောင်ကကြားဝင်လာခဲ့တာကြောင့်မျက်နှာကိုရိုက်မိပြီးတော့တစ်ချက်တည်းနဲ့ဖလက်ပြသွားခဲ့ပါတယ်။ဇူမင်းကအမလေးကိုစလေးသေးပါပြီတော့ဆိုပြီးတော့အပြေးကလေးဆင်းလာသလိုအားလုံးလည်းရုပ်သေးသေးတွေဖြစ်သွားကြပါတော့တယ်။ဒိုးကမျက်ရည်ဝဲပြီးတော့ဒါကုတ်ကောင်ရဲ့ခြေထူးကြောင့်အဆက်မကွဲတာကံကောင်းတယ်လို့ပြောလိုက်တော့ ဂျေကဘသူကညာလိုက်တာလဲဆိုတာအလုံးမြင်ကြောင်းပြောတာထွက်သွားပါတော့တယ်ဒါကုတ်ကောင်ကဘက်ဂျမင်းရဲ့စနက်ကြောင့်ဒီလိုတွေဖြစ်ရကြောင်းကိုရိပ်မိနေခဲ့ပါတယ်ဒါကုတ်ကောင်ဒိုးကိုစီမှာအစင်းရှိတဲ့အလုပ်တွေကိုတောင်းတဲ့အခါဒိုးကောင်ကလက်ရှိအလုပ်တွေပြတ်သွားမှစကားဆက်ပြောမှဖြစ်ကြောင်းကိုပြောပါတယ်ဘက်ဂျမင်းကတော့ဇပွဲပေါ်ကဓာတ်တင်တဲ့အယုံမစီကဓာတ်ကိုယူပြီးသူ့အတွင်းမှုကိုလိကဓာတ်ကိုသွေးတုပ်လိုက်ပါတယ်ဂျေကဘက်ဂျမင်းပါလိုက်ဇလန်းတွေရှုပ်ကုန်မအောင်တီးပြီးသားဖြစ်ကြောင်းနဲ့ MKO အနိုင်ပိုင်းနိုင်ပြီးတော့ဒိုးကိုနဲ့ဆင်းရှိဖို့လုံလောက်တဲ့အင်အားတွေရလာတဲ့အထိ ခွေးလိုနေရမယ်လို့ပွန်ပါအောင်ပြောလိုက်ပါလေဒါကူကောင်တတိဘဲစုကိုတတ်ဖို့အလုပ်ရခဲ့မယ်တကယ်တကယ်တော့မတတ်ရပဲအလောင်းတူနဲ့အစားထိုးက MK ရဲ့စည်းကမ်းကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ပါလေဒိုကိုစီရောအလုပ်ကိစ္စအလုံးလက်စားတတ်ပြီးဖြစ်ကြောင်းဖုန်းဆက်လိုက်ပါလေဒိုကိုကဂျေယာသူစီကိုသွေးစွန်းသားနဲ့စိန်ခေါ်လိုက်ပြီးဖြစ်တာကြောင့်ဇီနီယာတယောက်အနေနဲ့တုံ့ပြန်တော့မှာဖြစ်ကြောင်းပြောလာတဲ့အခါဒါကူကောင်ကစိုးရိမ်သွားပါလေနောက်တော့ဒါဘက်တမင်ရဲ့လှဲကွက်တစ်ခုဖြစ်ကြောင်းပြောပြပေးမယ်ဒိုကိုကဒါကူသူလဲရိတ်မိပြီမဲ့အလိုက်တင်မဲ့အတုံးချမှာဖြစ်ကြောင်းပြောလာခဲ့ပါလေ ီကိစ္စကိုသွေးမစွန်းအောင်ဖြေရှင်းဖို့အတွက်ဂျဲကြီးကိုပြန်ခေါ်လာပြီးသွေးစွန်းတော့ပြန်သိမ်းပေးမှာဖြေချောင်းဓာခုတ်ကောင်တောင်းဆိုပါတယ်ဒုကကောင်းမှနေပြီးတော့အဲ့လိုလောက်ရကသူ့ကိုဘာအကျိုးရှိစေမှာလဲလို့မေးပါတယ်ဓာခုတ်ကောင်သူတယောက်လုံး MK ကိုပြန်လာတာလို့ဘယ်ရာမှတန်မှုမရှိကြောင်းပြောလိုက်တဲ့အခါဒုကအချိန်တရက်ပေးမှာဖြေချောင်းပြောပြီးတော့ဖုန်းချလိုက်ပါတယ်ဂျဲကြီးကတခုခုဝမ်းနဲ့ကြေကွဲနေရကကားထဲမှာတယောက်တည်းချိန်ကိုနေစင်မှာပဲဓာခုတ်ကောင်ဖုန်းဆက်လာခဲ့ပါတယ်ဂျဲကြီးကဖုန်းကိုခြားခြားပြစ်လိုက်တာကြောင့်ဓာခုတ်ကောင်ဇက်တိုက်ခေါ်နေခဲ့ပါတယ် ဇူမင်းကတော့ဓာကုတ်ကောင်ကြီးကများသောစိတ်မကောင်းဖြစ်နေခဲ့တာပါဘယ်ဆွေဇာပနာမှာဂျေအီကဓာကုတ်ကောင်တွေးခဲ့ပြီးမယ်မနှုတ်ဆက်ပဲသူ့ရဲ့တထေးဘယ်ဆူစီကိုသာတွားပြီးတော့ဂါရဝပြုတ်လိုက်ပါတယ်ဓာကုတ်ကောင်ဂျေအီနဲ့စကားပြောကြမှာဘယ်ဆူကစားတောက်ဆိုင်ရဲ့နောက်ွယ်မှာမကောင်းမှုတွေပြုတ်နေရကြောင်းသူကိုယ်တိုင်ရှင်းပြလိုက်တာဖြစ်ကြောင်းပြောလာပါတယ်ဂျေအီကအဲ့ဒါတွေဘာလို့လာပြောနေရလဲလို့မေးပြီးတော့သူ့ရဲ့အမားဆိုလဲထားလိုက်ပါတော့လို့ပဲပြောတာပါဒါကောကောင်ဒိုကိုစီမှာသွေးစွန်းတာပို့လိုက်တဲ့ကိစ္စအောင်မေးတော့ဂျေအီကသူပို့လိုက်တာဖြစ်ကြောင်းဝန်ခံပါတယ် ဒါကောကောင်ဓာတ်အုပ်ပြန်ပြီးတော့ယူဖို့ပြောတော့ဂျေကြီးကလက်မခံပဲနေလိုက်ပါတယ်။နေအောင်စလုံးရဲ့မျက်လုံးဒီမှာတော့ဂျေကွဲရိတ်တွေဖြတ်တန်းနေပြီးဂျေကြီးကဓာတ်ကောကောင်တခြားပြောစရာရှိသေးလားလို့မေးလိုက်ကသူကဓာတ်ကောကောင်တဲ့အစင်မြင်ချောင်းကိုထည့်ပြောလိုက်ပါတယ်။ဓာတ်ကောကောင်လည်းသူကအစင်ပုံမြင့်နေလို့သေစေချင်ရလားဆိုပြီးကိုရီးယားလိုပဲဒဲမေးလိုက်ပါတယ်။ဂျေကြီးကဒီစကားဒုကိုစရာထွက်လာလားလို့မေးကဘာကြောင့်သူ့ရဲ့ရှိတ်ကိုအမြဲတမ်းရောက်နေပြီးတော့သူ့ဘေးနားမှာဘာကြောင့်ရှိနေရသလဲလို့ဓာတ်ကောကောင်ကိုမေးပါတယ်။ဂျေကြီးကိုဘာကြောင့်ထွက်မသွားသလဲလို့ဓာတ်ကောကောင်ကမေးလိုက်တော့ ထွက်သွားရင်ထွက်ပြေးသလိုဖြစ်သွားမှာကြောင့်ဂျေအီကပြန်ဖြေလိုက်ပါလေဒါခုတ်ကောင်ကသူကရှုံးနေလျက်နေတောင်မှလက်ကမ်းခဲ့တာဖြစ်ကြောင်းပြောလိုက်တော့အစင်းသူမှလက်တွဲဖို့ကောင်းတာဖြစ်ကြောင်းကိုပြန်ပြောပါလေအဲဒီအချိန်မှာပဲတထေးဘဲစုကသွေးဆုံဝစ်ဆုံကြီးနဲ့သူ့ရဲ့ဇာပနာဘုံကိုကင်ပြီးတော့ထွက်လာခဲ့ပါတော့တယ်ဘဲစုကသူမသိမှန်းသိရင်လူတန်သမားတယောက်ထပ်ပြီးတော့ရောက်လာမှဖြစ်ပြီးတော့သူကမလိုအပ်တော့တဲ့လူတယောက်ဖြစ်နေပြန်ဆိုရင်တောင်မှဘာမှမလုပ်နိုင်တဲ့လူတယောက်မဟုတ်ကြောင်းကိုပြောပါလေသူကဒါခုတ်ကောင်အကြံပေးသလိုပဲမရှိတော့တဲ့သူလိုနေသွားမှဖြစ်ကြောင်းကိုလည်းပြောလိုက်ပါလေ ဒါကုတ်ကောင်ရုံးကန်းကိုပြောင်းတော့ဒို့ကိုကသွေးစွန်းထားတဲ့သူရောက်နေပြီသူကဂျေးရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပြီးဖြစ်ကြောင်းပြောလာပါတယ်ဒို့ကိုပေးထားခဲ့တဲ့သွေးစွန်းထားကိုဒါကုတ်ကောင်ဂျေးစီကိုပြန်ပို့လိုက်ပြီးသုံးအောင်သားဓာတ်တစ်ချောင်းနဲ့တပတ်လေစိန်ခေါ်လိုက်ကနောက်တရက်မှာတိုက်ခိုက်ကြဖို့ MK ရုံးကန်းမှာချိန်လိုက်ကြပါတယ်နောက်နေ့မှာတော့ဂျေးဒို့ကိုနဲ့ဒါကုတ်ကောင်တို့ကတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေကြပြီးဒါကုတ်ကောင်ကစူမင်းကိုသူ့ရဲ့ကားကိုအမွေပေးသလိုပေးနေလိုက်ပါတယ်စူမင်းကဘာလို့တည်တော့မလို့လုံနေရလဲလို့မေးလိုက်ကဘီကလည်းအေကိုသဘောကျနေကြောင်း တခါကဘေးရီရဲ့ဖြေကိုလှမ်းပြီးတော့ပြောပါတယ်ဒီဖြေကအေကိုကြိတ်ကျွေနေတဲ့စီရဲ့ဘီဘက်ကဝင်ရောက်ခံစားမှုဖြစ်ကြောင်းစူမင်းကထပ်ပြောလိုက်တာပါဒါကောကောင်တစ်ချက်တွေးဝေပြီးတော့မနှက်ပြန်မနှက်မှာတွေးကြမယ်လို့ပြောကထွက်သွားပါတော့တယ် MK ရုံးခန်းထဲကိုဒါကောကောင်အရင်ရောက်လာပြီးတော့ဂျေးမလာခင်အပြက်ရှင်းကြမယ်လို့ဆိုကဒိုးကုန်နဲ့ဒါကောကောင်ကတိုက်ခိုက်ပါတော့တယ်မကြာခင်မှာဂျေးရောက်လာပြီးတော့သုံးအသားတပတ်လေကျုံးကြကဒိုးကုန်နဲ့ဒါကောကောင်ပူးကန့်နေချိန်မှာဂျေးကဒိုးကုန်ရဲ့ဘိုက်ကိုဓားနဲ့ထိုးပြီးတော့ကလန့်လိုက်တာကြောင့်ဒါကကြိုးကြံရစ်နေခဲ့ပါတယ် ဓာခုံကောင်တို့ကိုအချက်ပေါင်းများစွာခုံနေပေမဲ့မတက်ရပဲဖြစ်နေကအငိမ့်သားယူလိုက်ဖို့ပြောပါလေတို့ကမင်းကူနဲ့တုန်းကလည်းဒီလိုအငိမ့်သားယူခဲ့ရတာဖြစ်တာကြောင့်ပြန်တွေးမိရင်ကြေကွဲနေပါလေတို့ကသူတို့ကတယောက်သေးမှသာဒီဆဝိုင်းကြီးကအဆုံးသတ်မှဖြေချောင်းပြောနေချိန်မှာပဲဂျိတ်ကဝင်လာပြီးတော့သူထိုးထားတဲ့တို့ကရဲ့ဘိုက်ကဓာအကျိုးကိုဆွဲနှုတ်ပေးလိုက်ပါလေတို့ကဘိုက်ထဲကိုလေဝင်သွားတာကြောင့်လဲကြသေးဆုံးသွားပါတော့လေဓာခုံကောင်ကတို့ကအပြစ်တင်တဲ့အခါဂျိတ်ကတနာတက်တဲ့စိတ်ကဂျေးစားလူသားသမားနဲ့မအပ်ဆက်ကြောင်ပြောပါလေ ဓာကုတ်ကောင်သူ့ရဲ့ရှုံးပွဲတိုင်းလက်ကမ်းပေးတာတနာလို့မဟုတ်ဘူးလားလို့မေးတော့ဓာကုတ်ကောင်အရှော်ပေးခဲ့တယ်ဆိုတာသူကမသိပဲနေပါမလားလို့ပြန်ပြောရင်ခြေကွဲနေခဲ့ပါလေခြေကအရိကိစ္စကိုမသိသလိုနေပြီးတော့လက်မတွဲမိခဲ့တာကိုနောက်နားရအောင်ပြောကလက်ထဲကဓာပိုင်းလေးကိုချပြီးတော့ဓာကုတ်ကောင်ကိုလက်ကမ်းပေးခြင်းခဲ့ပါလေဓာကုတ်ကောင်ကသူကအရှုံးပေးခဲ့ရတာမဟုတ်ရကြောင်းနဲ့ခြေကသာကျွမ်းကျင်အဆင့်ကိုရောက်နေတာဖြစ်ကြောင်းပြန်ပြောလိုက်ပါလေလုံချင်တာတွေအကုန်လုတ်ခဲ့ပြီးတာဟာခြေရဲ့ရေချင်းတာတစ်ခုဖြစ်ကြောင်းဓာကုတ်ကောင်ကပြောကပြန်ထွက်သွားခဲ့ပါလေ နောက်မှာတော့ဘန်ဂျမင်းကအားကြီးသူကအားနေသူကိုစားရတာတဘာဝတာဖြစ်ကြောင်းဒီလိုဘဝမျိုးတွေမှာဘယ်သူမှမရှင်းတန်းကျင်တာကြောင်းဘာညာနဲ့စင်မော်ကနေပြောနေပါလေရက်ဆက်ပြီးတော့အင်အားကြီးမားမှတာစင်လုံးလုံးတမင်လုံးလုံးဒရိဆန်လိုလူတွေကြားထဲမှာရှင်းသားနိုင်မှာဖြစ်ကြောင်းဘာညာတွေကိုသူ့ဝန်ထမ်းတွေစီရိုက်သွင်းနေကြတာပါလိုအပ်နေတာကပတ်စံနဲ့အာနာလို့ထင်ရပေမဲ့တကယ်တမ်းကဒါရီယာလူတယောက်ရဲ့အဓိကအချက်မဟုတ်ပဲဒါရီကစူဖလားတတ်တတ်တာဖြစ်ကြောင်းတကယ်တန်ဖိုးကအချိန်ကိုက်မှုတာဖြစ်ကြောင်းမရိကမိတ်ဆွေဒီနေ့ရန်သူဖြစ်လိုက် ဒီနေ့ရန်သူမနေ့ကမိတ်ဆွေဖြစ်လိုက်နဲ့လောကကြီးမှာတားကောင်လည်းဖြစ်သွားနိုင်လို့ကြားချင်းတွေလည်းဖြစ်သွားနိုင်ကြောင်းဘာညာတွေဆက်ပြောနေပါလိမ့်ပြန်တိုင်းမဲ့ချိန်နဲ့ရှောင်ရှားမဲ့ချိန်ကိုသိရှိသွားသူဟာအောင်မြင်မှုရဲ့လမ်းစာဖြစ်ကြောင်းဘန်ဂျမင်းကပြောပါလိမ့်ဂျိန်ကလည်းဆင်အောင်ကနေပြုံးပြီးတော့နားထောင်နေတာပါဂျိန်နဲ့ပွန်ပါကဘန်ဂျမင်းအပြန်ကိုလိုက်ပါနှုတ်ဆိုင်နေပွန်ပါကငါတို့ချိန်ကရောလို့ဂျိန်ကိုမေးပါလိမ့်ဂျိန်ကအစင်းအင်းနေနဲ့သူကအလုပ်တစ်ခုအထားကြောင်းပွန်ပါကိုပြန်ပြောပါလိမ့်ဘန်ဂျမင်းကကားပေါ်တက်သွားပြီးတော့လမ်းတော်မှာဆူမင်းကရှေ့ကဖြတ်သွားတာကြောင့် ကားကတုံကနေရက်သွားခဲ့ပါလေကားမောင်းသူညမှာထိုင်နေတဲ့ဓာခုတ်ကောင်ကတော့နောက်ကြီးမန်ကိုချိန်လိုက်ပြီးသူကနောက်တစ်ခါတွေ့ရင်သေမယ်လို့ပြောခဲ့တဲ့စကားကိုဘတ်ဂျမင်သတိရစေဖို့ပြန်သတိပေးလိုက်တာဇက်ကားကဒီနေရာမှာဇက်သိမ့်လို့သွားခဲ့ပါလေခင်ဗျာ